စစ်ရေးရပပက်ကနေရင်းနှီးလာတဲ့စစ်ကောင်စီတာ2024ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့မှာပြည်သူစစ်မှုထမ်းအုပ်ဒေကိုအနာတီစေမဲ့အမိတ်ကြော်ညာစာကိုထုတ်ပြန်ခဲ့ပါတယ်။စစ်မှုထမ်းအုပ်ဒေကိုတက်သွင်းခဲ့ပြီးနောက်မိုးပြင်းနဲ့အပါအဝင်နိုင်ငံအနှံ့အပြားလူငယ်တွေကိုပြစ်မှတ်ထားပြီးမတရားဖန်ဆီးမှုတွေပေါ်တာဆွဲမှုတွေပြည်ပသွက်ခွာခွေကတ္တထိန်ချုပ်မှုတွေလှုံ့ဆော်ခဲ့တယ်လို့သိရပါတယ်။ ။ဒါပြင်ပတ်စင်တဲ့စီမူသန်ဒေသန်းကို2014ခုနှစ်အပီလမှာဒေသန်းသား9000နဲ့စတင်ခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ထိုစီမူသန်ဥပဒေကြောင့်လူငယ်များဆုံးဟာလူဆိုင်ရနိုင်ကံကိုတိန်းဆောင်ကြတယ်လို့တော်လှန်ရေးနေပြည်ထေကိုရောက်ရှိသွားတဲ့လူငယ်တွေလည်းရှိနေကြောင်းမိုးလူငယ်တို့ကပြောပါတယ်။အများစုကတော့နိုင်ငံသားပဲထွက်ကြကောင်းတယ်။တချို့ကြတော့တော်လှန်ရေးနေပြည်ထေရောက်သွားပြီးတော့တော်လှန်ရေးတပ်တွေဝင်သွားတာလည်းရှိတယ်ပေါ့နော်။တချို့ပတ်စံတချို့ပတ်စံရှိတဲ့သူတွေကြတော့ပတ်စံပေးလိုက်တာပေါ့။ အဲ့လိုမျိုးရရှိတယ်။မူပြည်နယ်မှာပတ်စင်တဲ့စင်မူထန်းဒီတန်းကိုမော်လမြမြို့ခြေဆိုင်ရှေ့တောင်တိုင်းစစ်ဌာနချုပ်ရတခနဲ့တံပူစီယာမျိုးနယ်ဝက်ကလီကြီးရွာခြေဆိုင်တကကလေးမှာအယောက်200နဲ့စတင်ခဲ့ကြောင်းရမရပက်ထရီအင်အားစုတဲ့ MRSS ရဲ့2024ဇွန်လ18ရက်ကထုတ်ပြန်ချက်ရသိရပါတယ်။ထိုင်းနိုင်ငံမှာကြောင်းတက်နေတဲ့မွန်လူငယ်တူကလည်းစစ်မှုထားဥပဒေပြဋ္ဌာန်းပြီးနောက်တတ်တာတိဆောဆောင်မှုတွေပြတ်လောက်လာတာကြောင့်နေရမပြန်ဖြစ်တော့ဘူးလို့ပြောပါတယ်။ ကျွန်တော်အနေနဲ့ကဒီအာနာစသိန်းနဲ့2023ကရေဟာဒီမှာဒီ time မှာကြောင်းတက်နေတာပေါ့နော်အဲ့ဒီတော့ကလည်းစစ်မှုထအုပ်တီတွေမပေါ်လာသေးဘူးမထုတ်ပြန်သေးဘူးဆိုတဲ့သဘောပေါ့ပြီးတော့ဒီစစ်မှုထအုပ်တီထုတ်ပြန်ပြီးရင်လည်းကျွန်တော်ကဒီမှာပဲရှိနေတယ်မနေ့ကယူရိုပြန်ပို့တော့ကျွန်တော်ဆုံးဖြတ်ချက်ချသေးတယ် ဒါမဲ့အေးချက်ချင်းမှာပဲဒီစမှုတောင်ပတိကြောင့်လည်းတတားတွေဆူဆောင်းနေတယ်လို့ကျွန်တော်သတင်းကြတော့မပြန်ဖြစ်ဘူးပေါ့နော်။ဒါကြောင့်ခုစမှုတောင်ဥပဒေကိုလည်းရှောင်ရှားတဲ့အနေနဲ့ကျွန်တော်အခုဒီ time မှာပဲဆက်ရှိနေပါတယ်ဟုတ် ပြည်သူစီမုထာဥပဒေရအသက်18နှစ်ကနေ35နှစ်အရွယ်မျိုးသားတွေအသက်18နှစ်ကနေ29နှစ်အရွယ်မျိုးသမီးတွေအပြင်ဆရာဝန်အင်ဂျင်နီယာစက်မှုလက်မှုပညာအတမရောက်ကျန်းကျင်သူတွေမှာ တဆတ်ရှိနှစ်ကနေ45နှစ်ရွယ်ထိမျိုးသားဆတ်ရှိနှစ်ကနေ35နှစ်ရွယ်ထိမျိုးသမီးတွေစီမူထမ်းရမယ်လို့ဖော်ပြထားပါတယ်စစ်ကောင်စီရဲ့စီမူထမ်းဥပဒေကြောင့်တတိုင်းပြည်လုံးကလူငယ်တွေနဲ့အတူမော်လူတူတရလုံးလဲလူခွေရချိုးဖောက်ချင်းခံရတာကြောင့်ဆူရိုင်မှုတွေနဲ့နေထိုင်ကြရပြီးမွန်ပြည်တော်လှန်ရေးတပ် SRF ကပြောရေးဆွေးခွေးရှိသူနိုင်လကားကပြောပါတယ်အခြေခံလူအခွေရေးတွေဖြစ်တဲ့ကိုနိုင်ငံကိုပြည်နယ်အတွင်းမှာလွတ်လပ်စွာငြိမ်းချမ်းစွာသွာလာပိုင်ခွင့် မရှိတော့တဲ့အခြေအနေတွေရောက်နေတယ်။မနဲ့ဖန်ပဲအဖမ်းခံရမလား။လမ်းဒိတ်ထွက်လမ်းဒိတ်ခုံးရထွက်ဝင်ရင်းနဲ့လဲအော်စစ်တပ်ကအော်ဆွဲခြင်းကိုခံရပြီးတော့စစ်တဲ့စမှုထမ်းရမလားဆိုတဲ့အခြေအနေကိုရောက်နေတဲ့အတွက်ကြောင့်စိုးရိမ်ကြောက်ကြမှုတွေနဲ့လွတ်လပ်စွာနေထိုင်ခွင့်မရှိဘူးလို့ကျွန်တော်အနေနဲ့အာထပ်လောင်းပြောချင်ပါတယ်ခင်ဗျာ လက်ရှိမှာလူငယ်တွေကိုနိုင်ငံခြားထွက်ခွာခွင့်ကတ်သတ်ထားပေမဲ့နေစားကတစီတရားမဝင်သွားရောက်တဲ့လူငယ်တွေကိုဖမ်းဆီးပြီးစီမူထမ်းခိုင်းတဲ့ဖြစ်စဉ်တွေလည်းရှိနေတယ်လို့သိရပါတယ်။မော်လူငယ်တွေအနေနဲ့စစ်ကောင်စီတက်ဆိုးစီစဉ်မဲ့စီမူထမ်းအမိတ်တွေကိုမလိုက်နာဘဲကက်ကွက်ပြီးစောင့်ကြည့်ကြဖို့မွန်ပြည်ကာကွယ်ရေးတပ် SDM မှစစ်ဦးစီးချုပ်တုတ်တာတီရီမွန်ချန်းကပြောပါတယ်။ဟိုစီမူထမ်းကိစ္စနဲ့ပတ်သက်ပြီး မိုးလူငယ်တွေကို တိုက်တွန်းကျင်တာကယခုတတိုင်းပြည်လုံးအနှံ့ဆက်ကဆမန့်နိုင်ငံရေးစီးရေးဆုံးရှုံးမှုတွေနဲ့အကြီးအကျယ်ရင်ဆိုင်နေရတယ်။ဒီဆုံးရှုံးမှုတွေဟိုစီးရေးအကြက်တဲတွေကနေဟိုထွက်မြောက်နိုင်ဖို့ကြိုးစားမှုတစ်ခုအနေနဲ့အသက်18နှစ်နဲ့35နှစ်အကြမ်းဟိုရောက်ကြလူငယ်တွေအသက်18နှစ်ကနေ23 29နှစ်အကြမ်းအမျိုးသမီးလူငယ်တွေကိုစစ်တပ်ထဲအသင်းတွတ်တွန်းတယ် ဟိုဒါကြောင့်မို့ဆက်ကဆက်ရဲ့အသက်ရှူပေါက်တစ်ခုဖြစ်တဲ့နောက်ပြီးဆရာနိုင်ရှင်စနစ်သက်ဆိုးရှည်စေမဲ့ဒီစစ်မှုထမ်းအမိတ်တွေကိုမလိုက်နိုင်ပဲဟိုဆက်ကျင်ကပ်ကွက်ပြီးစစ်မှုထမ်းမှုကန့်နေဟိုရှောင်ကျင်ကြဖို့ဟိုလူငယ်တွေကိုဟိုတိုက်တွန်းကြင်ပါတယ်ခင်ဗျလက်ရှိစစ်ကောင်စီကပြတ်ထန်းကောင်ထယ်ပေါ်လာတဲ့ပြည်သူစစ်မှုထမ်းဥပဒေဟာပတ်စင်စက်တစ်ထိရောက်ရှိလာပြီဖြစ်ပါတယ်လက်ရှိမှာမိုးလူငယ်တွေကစစ်မှုထမ်းဥပဒေကိုရှောင်စားဖို့အတွက်များဆုံးက ထိုင်းနိုင်ငံမလေးရှားနိုင်ငံကိုတွားရောက်တင်ဆောင်ကြသလိုမွန်တော်လန်ရတပ်ဖွဲ့တွေထံတွားရောက်ပူပေါင်းတာတွေငွေကြေးပေးဆောင်ပြီးစီမူထာဥပဒေကိုရှောင်ရှားမှုတွေရှိနေကြောင်းသိရပါတယ်ခင်ဗျာ။